အားလုံးပဲမင်္ဂလာပါခင်ဗျာယခုတစ်ခေါက်ဖတ်ပြခြင်းတဲ့ဇလန်းလေးရတော့စိုင်းစရာနေဝင်းညီသားထားတဲ့ရာဇွေဘေးဆိုတဲ့စုံထဝိတုဇလန်းလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပြင်းမကုန်းရွာနဲ့စင်သေးကုန်းရွာမှာလေးမနီးပါခန့်လောက်ဝေးပြီးရွာနေရွာခု၌ကျွေးနွားစကြက်တော်ကြီးရှိလေသည်ထိုကျွေးနွားစကြက်တော်ကြီးကကျူပင် ကိုင်းပင်ရင်းပင်စောက်ပြားပင် ပြင်းမပင်ကြေးပင် တခွက်ပင်တို့နှင့်စူးချစ်သောစိတ်နံသောပြီးဆက်သောကြီးများကခြုံတော်ကြီးများဖြစ်ပြီးဟီးတိုက်အောင်တောထူလည်းရှိသည်မိတိနေရာကိုကြည့်ကြည့်တောကြီးကမျက်စိတစုံတက်မြော်တခေါ်ပြိမကုံးရွာနှင့်စင်သေးကုံးရွာတို့သွားမည်ဆိုလျှင်ထိုတော်လမ်းမကြီးထံမှဖြတ်သွားရပြီတရွာနှင့်တရွာကူးရင်လူသွားလမ်းလေးနှင့်လှဲလမ်းလေးတလမ်းရှိပြီသည်ထိုလမ်းလေးမှာဘေးပညာကတောကြီးမြင့်မြင့် အယောင်းဝယ်များနှင့်ကိစ္စဝိစာများရှိပါကထိုလမ်းမှသာသွားကြပေ၏။ရွာနေရွာကြားတွင်တာပုံတိုက်နယ်မြို့နယ်လေးနှင့်ကျို့လေးပင်ရွာကြားမှဖြတ်တန်းစီးဆင်းလာသည့်လေကြတူးမြောင်ယိုကြီးတစ်ခုရှိသည်။အကျယ်ပေ30ခန်းလောက်ရှိပြီးအနက်15ပေခန်းလောက်ရှိ၏။ထိုတူးမြောင်ကမိုးရွာဒီ၌သာရေစီးလေးရှိ၍ယခုလိုနှွေကာလာမြို့၌ရေများခန်းချောက်က6တယောက်နေတတ်ပေသည်။ ထိုရိုးမြောင်းကိုမိုးရသည့်ရေစီဆဲကာလ၌အလွယ်တကူသွာလာကူးတန်းနိုင်ရန်ဝါသရာလေးတစ်ခုပြုလုပ်ထားကြ၏တနည်းထိုသရာ၏ပြင်းမကုံးရဖက် အကူထိန်၌အသက်50ပတ်ဝန်းကျင်ခန့်လူကြီးတစ်ယောက်နှင့်အသက်30ရွယ်လူလတ်တဦးတို့တနက်ဒံရများနှင့်တေဆုံးနေလေသည်ကို အထမ်းရွက်တို့နှင့်ဈေးရောက်ကြသောလင်မယားနှောက်ကတွေ့ရှိခဲ့ကြလေသည် ထို့ကြောင့်ပြိမကုံအုပ်စုရာရကဩခရာအားတည်င်းပေးသည့်ဖြင့်ရာရကဩခရာမှတက်ဆိုင်ရာနန္ဒလင်းရဲတပ်ဖွဲ့စခန်းသို့ဆက်လက်တည်င်းဖို့တိုင်တန်းရလိမ့်။ညနေ3နာရီလောက်တွင်စခန်းမှဦးတန်းစိန်နှင့်နေထိန်မြို့ပေါ်ဆောင်တော့ကောင်းဆောင်တူရဲအုံအုံတောင်းကောင်းဆောင်တော်ရဲတပ်ဖွဲ့ဝင်တို့ရောက်လာကြပြီလင်ရဲလောက်ထုံလုံးဤအတိုင်းဆက်လက်ဆောင်ရွက်ကြလေတော့ဒီသူရဲအုံအုံတောင်းနှင့်နေထိန်ရဲတပ်ဖွဲ့ဝင်အချို့က အလောင်းနေတာဒံရတန်ချက်ပတ်ဝန်းကျင်အခြေအနေတို့ကို စနစ်တကျစစ်ဆေးဆောင်ရွက်၍တက်တဲ့ခံပစ္စည်းတခုခုများ တွေ့လို့တွေ့ညာပိုက်ဆိတ်တိုက်ရှာဖွေကြရင်အလောင်းကိုဓာတ်ပုံမှတ်တမ်းများလဲတင်လဲရှိလေ၏ရဲဥစခန်းမှုတန်းစင်ကရရကဥက္ခရာဥမြတာနဲ့တူအလောင်းကိုတေချာစွာစစ်ဆေးရင်တိလို့တမျှကိုဥက္ခရာမေးလဲရှိ၏အလောင်းနှလောင်း၏ထူးခြားမှုမှာအကြီးဆုံးလူ၏အလောင်းအား လက်ပြန်ကြိုးတုံးလျက်နဲ့တွေ့ရပြီ။တန်ရာကတေသူဤရှိမှရင်ဝတဲတဲ့သို့တနက်ဖြစ်ချိန်ရွယ်ပြတ်သက်ထားခြင်းဖြစ်၍လူငယ်၏အလောင်းများမှမူကြိုးချီရာတောက်ရာ လုံးဝမရှိပေ။တနက်တန်ရာက နောက်မှပြစ်ခတ်တက်ဖြတ်ထားသော အနေအထားဖြစ်နေခြင်းဖြစ်ပေ၏။ထိုထူးခြားချက်နှစ်ခုကိုရဲဥစကံမှုတန်းစိန်က မှတ်တမ်းတင်ရင်။ဩခရတေသူတွေကဘယ်သူဘယ်ဝါဆိုတာမသိဘူးလားဗျ။ဟုတ်မေးလိုက်လေဒီ။ သိပါတယ်စကမ်းမှုကြီးအကြီးဆုံးလူကဥတော်ကလို့ခေါ်ပါတယ်ရက်ကြီးမှာတော့ကြီးရသက်တူပါလယ်တွေကိုင်းတွေအမြောက်များနဲ့ငွေတူပေးစားနေတဲ့သူပါဟိုရှိကစင်တေကုန်းရွာကပါ လူငယ်ကတော့လူငယ်ကတော့သူ့ရဲ့မွေးစားသားဆိုရင်လည်းမမားပါဘူးအသက်20လောက်မှအဖေရောအမေရော တီတူးမြောင်းမှရင်းနှီးတည်ဆုံခဲ့ကြလို့အဲ့ဒီချိန်ကစားဥတော်ကကမိုးမိုးခနှွေနှွေခနဲ့ ေါ်ယူကျွေးမွေးပြီးခိုင်းစီထားတဲ့ကလေးဆိုပါတော့သူ့နမည်ကတော့ကျွန်တော်ကောင်းကောင်းမသိဘူးခမ ्या ဩက္ခထာကစကမ်းမှုရဲဟုတ်တန်းစိန်အမေကိုသူ့တီးသည်မဖြေချားနေသည်သူတို့ရဲ့ခြေနေလေးတွေလည်းပြောပါအောင်ဩက္ခထာကျွန်တော်အမြင်ကတော့အားလုံးကလူကောင်းတွေပါဥတော်ကဆိုရင်ငွေသူပေးစားတယ်ဆိုပေမဲ့မရှိစင်းသားတွေပေါ်အလွန်တနာတဲ့ကြောင်းကိုချင်းစာတရားအပြည့်ရှိကြောင်း ယတနာ၃ပါးကိုကန်ရှံပြီးဘာသာရေးသာသနာရေးအတွက်တက်တက်ကြွကြွဆောင်ရွက်လေ့ရှိကြောင်းနာမည်ကြီးပါတယ်။လူငယ်ရဲ့အနေထားကရောလူငယ်ပြီးပြီးအ ਨੇ အဘတောက်တတာကလွဲလို့တခြားဘာသတင်းမှတော့မကြားမိပါဘူးစကမ်းမှုကြီး။ဟုတ်ကဲ့။ထိုခိုက်ဒူရဲကိုအုံတောင်းရောက်လာပြီးအမှုမှန်မပေါ်ပေါက်မိအတွင်သတင်းလုံခြုံမှု ပေါက်ကြားမိဆိုသည့်အတွက် စခန်းမှုရဲဥတန်းစိန်ဟာအများမသိနိုင်စေရင်လှုပ်ဝက်နည်းဖြင့်တရင်ပုတ်လိုက်လေသည်စခန်းမှုကလည်းတစ်ချက်မြပြုံး၍ခေါင်းဆက်ခင်းညှိလိုက်လေ၏ထို့နောက်နေထိန်ခေါင်းဆောင်တူရဲဥအုံတောင်လှုပ်ဝက်တင်ပြတရင်ပုတ်ချက်များကိုအရက်သားများမသိစေရင်စစ်ဆေး၍အားရကျင်းတဲ့လောက်တွင်နှင့်ဩခရကြီးဒီလောင်းတွင်မြို့ပုတ်ဖို့ကူညီပါဦးဗျာ ဟုပြောလိုက်လေ၏ စင်တီကုန်းရွာသို့စခန်းမှုရဲအုပ်တန်းစင်နှင့်အဖွဲ့ရောက်တော့ညနေ9နာရီခန့်လောက်ရှိနေပြီ။ဥတော်ကား၏အမျိုးသမီးဒေါ်မာအေးကရဲတပ်ဖွဲ့ဝင်များကိုမြင်လိုက်ရသည့်နှင့်တစုံတရာအကြောင်းထူးပြီးအထင်နှင့်အိမ်ရှိပြေးထွက်လာသည်။ဘူကြီးတို့ဘာကိစ္စရှိလို့ပါလဲရှင်။ဟုလေအလောသုံးစင်မိလိုက်။စခန်းမှုကစိတ်အေးအေးထားဖို့အကြောင်းပြော၍ဥတော်ကားနှင့်သူ့စီရင်ကပြင်းမကုန်းရွာဖက်အကူချောင်းအတက်၌ တနတ်ဒံယာများနဲ့တည်ဆုံနေကြောင်းအချင်းယုံ၍ပြောပြလိုက်သည်။မှမျော်လင့်သောစကားကြားလိုက်သည့်အတွက်ဒေါ်မာအေးကရင်ဝါသို့လက်နှစ်ဖက်နှင့်ပြင်ရင်ဖြစ်မှဖြစ်ရလေကိုတော်ကရင်အမလီကျမယောက်ျားသူတော်ကောင်းကြီးကိုဘယ်လိုလူတွေကများတတ်လိုက်ပါလဲ။သူတော်ကောင်းကြီးရင်ဖြစ်မှဖြစ်ရလေရင်ဟုအော်ဟစ်ငိုယူလေတော့သည်။ဒေါ်မာအေးငိုတန်ကြောင့်ဥတော်ကားဤဒါသမီများနှင့် အနီးပတ်ဝန်းကျင်အိမ်များမှပြေးလာကြလေ၏အဖြစ်မှန်ကိုကြားလိုက်ရသည်နှင့်ကဘာပြတ်မတက်ငိုယိုကြလေတော့သည်မနက်9နာရီလောက်ကလှဲရင်လေးမှတက်သွားတဲ့ပြီကျော်နဲ့ပြီချစ်တို့ရောက်လာပြီဆိုကြဲကတခုခုများဖြစ်ပလားလို့တွေးတော့တွေးမိတာကျမကတော့နွားတွေပြန်လာပုံထောက်ရင်လှဲကဖြုတ်ပြီးနွားတွေလွတ်ထားသောပြန်ပြေးလာတယ်ထင်တာအခုတော့ကျမထင်တယ်လို့မဟုတ်ဘဲကိုကျိုးနှဲပါပေါ်လာကျေးဇူးရှင်ကြီးရဲ့ ဒေါ်မာအေးကရင်ဘတ်စီသည်အာရဘာရဆက်လက်ငိုကြွေးနေသည်စကမ်းမွန်းနှင့်အဖွဲကမိသည့်စကားများမပြောဘဲဒေါ်မာအေးငိုတံများကိုနားထောင်ရင်ရောက်လာသည့်သူများကိုအကဲခတ်နေလေ၏ခဏအတွင်းမှာပင်လူတွေကတရွာလုံးလိုလိုဖြစ်သွားသည်ညကအိမ်မက်မက်တာအိမ်မက်တွေမကောင်းလို့မသွားပါနဲ့ဆိုတာကိုမိမစကားတော့နားမထောင်ဘူးသူရင်ငါစကားနားထောင်တော့အခုလိုတော်တော်နှစ်ယောက်စလုံးတေရပြီမဟုတ်လား ကျမဘယ်လိုဖြေရမလဲကိုတော်ကရေဒေါ်မာအီးကတော့ပြောလိုက်ငိုလိုက်ရော့ကော့လောက်ထားပါစခန်းမှုဒူရဲအုံတောင်းကိုခတ်တူတူပြောလိုက်သည်ဒူရဲအုံတောင်းကပြုံး၍ခေါင်းတစ်ချက်ညှိလိုက်သည်ဘူကြီးရေကျမယောက်ျားကိုကဲပါအောင်ကျွန်တော်တို့လည်းစိတ်မကောင်းပါဘူးဗျာခုသူတို့ဘယ်မှာလဲဟမ်ခုတော့အလောင်းတွေကိုမြို့ပို့လိုက်ပါပြီ။ လိုအပ်တဲ့စစ်ဆေးမှုတွေဆရာဝန်စစ်ချက်တွေပြီးရင်တော့ပြန်ယူလို့ရပါတယ်ဗျာဒေါ်မာအေးကငုံနေရင်မှစခန်းမှုကိုမေးလိုက်သည်စခန်းမှုရဲအုပ်တန်းစင်ကလည်းတကယ်ပင်ကူညီမိဖြစ်ကြောင်းစာနာစိတ်နဲ့ပြောကာလိုအပ်သမျှမေးစမ်းစစ်ချက်ယူ၍စခန်းတို့ပြန်ခဲ့ကြလေ၏စခန်းရောက်တွင်နှင့်သူသိမ်းဆဲလာခဲ့သည့်တေဆုံးလူငယ်၏အိတ်ထဲမှရရှိသော စာလေးတစ်စောင်နှင့် အလောင်းတွင်ဘေးမှတွေ့ရသည့်ဆေးပြင်းလိပ်တို့ကို သူရဲ့အုံတောင်းကစခန်းမူအားအပ်ရင်ရှင်းပြလိုက်ဒီဆေးပြင်းလိုက်တို့ကအလောင်းနှလောင်းဘေးမှာတွေ့ရတာပါဆရာထူးခြားလို့တိမ့်လာခဲ့တာပါဒီလူတတ်မှုနဲ့ဆက်ဆက်ပတ်သက်နိုင်ပါတယ်ဒီစာလေးကတော့တေသူလူငယ်ရဲ့အင်းကြီးအိတ်ကထဲကရတာပါနောက်ပြီးသူရဲ့အုံတောင်းကြီးစကားမဆက်မီစခန်းမူကဘာလဲတောင်ကုန်ထဲမှာမြင်းခွာရာတွေရှုပ်ရက်ခတ်အောင်တွေ့ကြောင်ပြောမယ်မဟုတ်လား ဟုဖြတ်မိလိုက်လိမ့်ဤထို့နောက်တစ်ဆက်တည်းကျွန်တော်လဲတွေ့တယ်ဗျကျွန်တော်သတိထားမိတယ်မြင်းဟာနှောက်ချောင်းကလိုက်လာပြီးနှောက်ချောင်းပဲပြန်လှည့်သွားတယ်လीဟုပြောလိုက်လိဒီသူရဲအုံတောင်းကစခန်းမှုကို အထင်ကြီးသည့်မျက်လုံးများနှင့်ကြည့်လိုက်ဤနောက်ပြီးအဲ့ဒီမြင်းဟာခြေတစ်ဖက်စာနေတဲ့မြင်းဗျဟုစခန်းမှုကဆက်ပြောလိုက်ပြန်ဒီဘယ်လိုကြောင့်ပြောနိုင်တာလဲဆရာ သူရဲဟောအုံတောင်းကနားမလည်သလိုမေးလိုက်၏ထိုအခါစခန်းမှုရဲဟောတန်းစင်ကပြုံး၍ပခုံးတစ်ချက်တွန့်လိုက်ရင်အဲ့ဒါတော့ reasoning ပေါ့ဗျာဟုဆိုလိုက်ရင်ဒီလိုဗျအဲ့ဒီမြင်းချီယာတွေထဲမှာခွာတစ်ဖက်ချတဲ့နေရာကမြေနဲ့ထီယုံကလွဲပြီးခြေရမထင်းဘူးဗျမျက်စိကစားလိုက်တော့လာယာလန်းတက်ရလန်းတွေမှာအဲ့ဒီပုံစံကိုသွားတွေ့ရတယ် အဲ့ဒီမြင်းသာလူတက်မှုနဲ့ဆက်ဆက်နေမယ်ဆိုရင်တော့ဒါအကောင်းဆုံးအထင်ရှားဆုံးတင်းလွန်စာကြီးပဲဟုဆက်ပြောလိုက်ဤထို့နောက်စခန်းမှုကဇပွဲပေါ်လက်ကင်ပေါ်နဲ့အုတ်တင်ထားသည့်ဆေးပိလိတ်တို့နှင့်စာရွက်ခေါက်လေးကိုကြည့်လိုက်ကခေါင်းတစ်ချက်ညှိလိုက်ပြီးခေါက်ရိုးပင်မကြိုသေးသော စာရွက်ခေါင်းလေးကိုဖွင့်ဖက်လိုက်သည်စာမှာသွေးများဆုံးပြနေသည့်ဖြစ် မနှဲဖက်ယူရလေဤတောက်ထိန်ငါတို့စီစဉ်အားလုံးပြီးနေပြီ မင်းဖက်ပဲကျန်တော့တယ်ဒါပဲစာမတူတူလေးဖြစ်သည်ရေးသူရဲ့အမိနှင့်နေရက်လိပ်စာလည်းမပါရှိပြီစာကိုသုံးသက်ပါကတောက်ထိန်ဆိုသူကဥတော်ကိုင်းစည်ရင်ကားတွေကိုရေးကိုသာကိစ္စဖြစ်နေတယ်လို့အမှုနဲ့လည်းဆက်ဆက်နေကြောင်းစကမ်းမှုကတရေပြုလိုက်မိပြီဥတော်ကားနဲ့တောက်ထိန်တို့တည်ဆုံမှုက အမှုမှန်ဖော်ထုတ်ရ၌လွယ်မလိုလိုနှင့်ခြေရာလဲပြောက်ရေလဲနောက်တယ်လို့ဖြစ်နေရ၏ စခန်းမိုးနှင့်အဖွဲလှုပ်ဝက်စာခြေတစ်ပတ်စာနေသောမြင်းကိုရှာကြပြီမဲ့ပတ်ဝန်းကျင်၌ထိုလိုမြင်းမျိုးကမရှိစင်သေးကုန်းကျို့ပင်စကန်းတောင်ရသော ဖုံးဆိုးစုရွာများ၌မြင်းတွေရှိတော်လေခြေတစ်ပတ်စာကျိုးနေသော ထိုမြင်းမျိုးရှာ၍မသိခြင်းတောက်ထိန်ဤစာရလေ့လာကြတော့ခါတွင်လေတောက်ထိန်ယခုလာမိနွေရာဒီ၌မိမယူမိအကြောင်းမှလွဲ၍လေ့လာရမရသည်တွင် မိမယူရအကြောင်းနဲ့ဆက်ဆက်၍အစီအစဉ်များပြီးနေပြီဖြစ်ကြောင်းရေသောစာဟူ၍သာမှတ်ယူရတော်မူလို့ဖြစ်နေရပေ၏။နောက်တစ်ခုက ဆေးပြင်းလိုက်တို့ကိစ္စ။ဆေးပြင်းလိုက်တို့ကိစ္စနဲ့ပတ်သက်၍လည်းစင်သေးကုန်းရွာ၌ဆေးပြင်းလိုက်တို့တောက်တူတွေက အတော်များသည်။ရွာရှိလူကြီးအတော်များများဆေးပြင်းလိုက်တောက်ကြသည်။ဒီတော့မှတ်ထူးသလိုဖြစ်နေသည်။အထက်မှလည်းဤအမှုပေါ်ပေါက်ရင်ညွန်ကြားချက်အထူးပေးထားသည့်ဖြစ် စခန်းမှုတန်းစိန်အမှုမှန်ဖော်ထုတ်ပေါ်ပေါက်နိုင်ရန်အတွေးခေါ်ကောင်းကောင်းနှင့်စဉ်းစားနေရလေ၏ဒေါ်မာ၏ပြောဆိုငိုကြွေးတံကိုအတန်ဖမ်းလာခဲ့တော်လေညကအိမ်မက်မတ်တာအိမ်မက်တွေမကောင်းလို့မသွားပါနဲ့ဆိုတာကိုမိမစကားနားမထောင်ဘူးသူရင်းကားစကားနားထောင်လို့အခုတော့တော်တော်နှစ်ယောက်လုံးတေးရပြီမဟုတ်လားကျမဘယ်လိုဖြေရမှာလဲကိုတော်ကရေဟူသည့်ထူချားတော့မလို့အတန်ကလွဲလို့ဘာမှမထူချား အကယ်၍သာသူရင်းကားဖြစ်သူတောက်ထိန်မသိပင်အသက်ရှင်ရဲ့ကြံရိတ်ခဲ့ပါက၎င်းထံမှရရှိသောစာနှင့်ဆက်ဆက်၍အတိတ်ဘက်တမျိုးကောက်ယူနိုင်တော်လေယခုတော့တောက်ထိန်ကလည်းတေပီမှုထူးခြားနိုင်စရာလည်းမရှိသလိုဖြစ်သွားရပြီ။ထို့ကြောင့်နောက်ဆုံးဆုံးဖြတ်ချက်တစ်ခုကိုချလိုက်လေသည်။ထိုဆုံးဖြတ်ချက်ကိုလည်းပြည်သူရဲတပ်ဖွဲ့မြို့နယ်မှဒူရဲမှုတပ်ပိုင်ထံကိုယ်တိုင်သွားရောက်၍အစီရင်ခံလိုက်လေသည်။ စင်သေးကုန်းရွာဤရွာလေတာယုလမ်းပေါ်၌တာတာနာနာဝစ်စင်ထားသောလူတယောက်တရွေလွယ်ဤတလုံးကိုလွယ်၍ရှောက်လာနေသည်အသက်40ခန့်လောက်သာရှိအောင်မည်ဖြစ်ပြီးဖြက်လက်တမ်းမာပုံရှိပေ၏စင်သေးကုန်းရွာမှရွာလေ၌တာယုကြီးဖို့ထားသောကြောင့်ရွာတန်းထက်တာယုကမြင့်နေသည်နှစ်ဖက်တန်းမျက်နှာချင်းဆိုင်ရွာတန်းဖြစ်တော်လေတဒန်းနဲ့တဒန်းကကိုက်တရာခန့်လောက်ဝေးလေ၏ ထိုသူကတာယိုးပေါ်ရှောင်ရင်အိမ်များကိုလည်းမျက်စိကစားလက်ရှိသည်အိမ်တအိမ်ကိုရှာနေသည့်ပုံစံမျိုးဖြစ်သည် ရွာဤသုံးဖုံနှစ်ဖုံခန်းလောက်ရောက်ဒီနှင့်လမ်းပေါ်၌တွေ့ရသော ကလေးတယောက်ကိုဥတော်ကအိမ်ကိုမေး၍လိုက်ပုတ်ခန်းတစ်ဖြစ် ကလေးကဒေါ်မာအေးအိမ်ကို ကိုယ်တိုင်လိုက်ပုတ်သည်အိမ်ရောက်ဒီနှင့်ကလေးကဒေါ်မာအေးအားဒီဧည့်သည်ကအကြီးမကြီးတို့အိမ်ကိုမေးလို့ကျွန်တော်လိုက်ပုတ်တာ ဟုပြော၍ဧည့်သည်ကိုလည်းဒါဦးကြီးတော်ကရဲ့အမျိုးသမီးပဲဟုပြောပြီးထားခဲ့ကာပြန်သွားလေ၏။"အိုးလာခွေထိုင်ပါ။ဒေါ်မာအေးကဧည့်သည်ကိုခေါ်လိုက်သည်။ဒီရွာကိုငငယ်တုန်းကတစ်ခေါက်သာရောက်ပြီးမရောက်တာကြတော့မမှတ်မိတော့ဘူး။အတော်ကျွန်တော်ကိုမှတ်မိလား။ကျွန်တော်ဝင်းကြော်လေ။"ဦးလေးတော်ကရဲ့အမဝံခွဲသားပါဧည့်သည်ကလည်းသူ့ကိုယ်သူမိတ်ဆက်ရင်းအိမ်သေးကိုဝင်လာသည် အိမ်ထဲရောက်တယ်နဲ့ဦးလေးကမမြင်ပါလားဘယ်သွားတဲ့တော်ဟုမေးလိုက်လေဤထိုကားတော်မာအေးကတရှုံရှုံငူရင်မဲဦးလေးမရှိတော့ဘူးတငယ်ရဲ့တေပြီဟုပြောလိုက်လေသည်ဟာဟုတ်လားဘာယောဂနဲ့တည်တာလဲတော်ကြားရတာစိတ်မကောင်းလိုက်တာဦးလေးနဲ့မတွေ့ရတာကြာလို့လမ်းကြုံဝင်လာတာမှပဲတေတာကတော့ရိုးရိုးယောဂနဲ့တေတာမဟုတ်ပါဘူးကွယ်ပြေးမကုန်လေသန်းငယ်ရွာတွေဖက် အိမ်ကတူရင်ခါနဲ့ရစရာရှိတဲ့ကျွေးလေးတွေတိမ်းရအောင်သွားရင် သူမျိုးရိုးမှသူများအသက်ခံရတာပါ ဟုငိုရှိုက်ရင်ပြောလိုက်သည်ဟာကြားရတာစိတ်မကောင်းလိုက်တာတို့ရင်ဘလောက်ကြပြီလဲကျွေးတောင်းအပြင်ပတ်စံလိုချင်လို့လမ်းကတက်တက်ဆောက်တက်တာနဲ့သူတွေနော်အဲ့တည်းကလည်းစိတ်မကောင်းသလိုပြောရင်ဝေဖန်လိုက်ဤတလားသာသာလောက်ပဲရှိပါသေးတယ်တငယ်ရဲ့ တက်တာကတော့ဘာဖြစ်လို့တမ်းမှန်းမသိပါဘူးကွယ်ကျွေးတောင်းသွားပဲတေးတာလားအပြင်းမတေးတာလားမပြောတတ်ပါဘူးအိုးသူရင်ငှားရောသူလည်းအသက်ခံရတယ်ကွယ်မင်းဦးလေးတေးရတာကလည်းသူ့အကြောင်းပါပဲကွယ်နောက်လာမှမိမယူမှာမို့လေတန်းငယ်ပြေမကုန်းဘက်ကကျွေးတွေကိုချက်ချင်းသွားတောင်းဖို့သူ့လို့ဆိုတာလေ နောက်နေ့တွင်စုသူမလိုက်နိုင်တော့လို့ဆိုပြီးအဲ့ဒီနေ့မှကြွေးတောင်းဖို့အတင်းပြောလို့မင်းဦးလေးလည်းသူ့အားနာပြီးလိုက်သွားတာဖြစ်မှဖြစ်ရလေဦးလေးရေဒါထက်အိမ်ကရောတခြားဘာတွေပါသွားသေးလေအိမ်ကတော့ဘာပစ္စည်းမှပါမသွားဘူးခါတိုင်းဆိုရင်မင်းဦးလေးကဖဲသွားသွားရွှေထုတ်ကိုယူသွားနေကြအဲ့ဒီနေ့ကျမှရွှေထုတ်ကိုကျွန်းတက်တာထဲထည့်ပစ်ခဲ့တာပထမတော့အတော်တို့တော့မသိပါဘူးရွှေထုတ်ပါသွားပြီတင်တာ နောက်နေ့မှတက်တာထဲမှတွေ့လို့ထားပစ်ခဲ့တာကိုသိရတာထို့ချင်းဒေါ်မာ၏အိရှိတို့တကောင်းလုံးဆွဆွဖြူမုတ်စိတ်ဖြူပတိုင်းမွေးဖြူနှင့် အဖိုးတို့တူရောက်လာပြီလေအိရှင်တို့ခဏလာပြစေဟု ခွင့်တောင်းလိုက်သည်ဒေါ်မာ၏ကလာပါရှင် ခွေးမကိုက်တတ်ပါဘူးဟုပြောကခေါ်လိုက်လေသည်အိမ်ထဲရောက်တည်နှင့်အဖိုးကကျုပ်ကဘေးတင်เสียပါဘေးတင်လေးပါလိမင်းနိုင်ပါတယ် ပေဒီမီတော့ကို့ကန်စာတာအနှိမ့်မြင့်ကိုသိရတာဗော။ရတရားလေးပါလေးလှုပ်တင်လဲလှုပ်ရတာဗော။ဟုပြောတဲ့ဖြစ်ဧည့်သည်ကအတော်မေးပါလား။ဟုတ်တာဗော။ကို့ကန်ဆိုတာဘယ်ပြောနိုင်မှာလဲ။ပေဒီမီကဘလောက်လဲကျွန်တော်ပေးပါမယ်ဟုတိုက်တွန်းလိုက်လိ။တော်မအေးကလည်းအားငယ်ပူဆွေးနေသည့်အခိုက်မှုပေဒင်ကိုမယုံတော်လဲမင်းဖြစ်လေသည်ပေဒင်ဆရာကလည်းဥတော်ကတည်ဆုံးတီကအစကွက်တိဟောတဖြစ် ဒိုမာအေးကယုံသွားလိသည်ပေတင်ဆရာအဖိုးကဒိုမာအေးဟောပြီးသည့်နှင့်ဧည့်သည်ပဲလှည့်လာကမြေတားဖြစ်ဟောပါမိဆိုပြီးဆက်လက်ဟောပြန်၏ဩလက်ဆတ်တော်ငါသူကမြင်းကုန်တယ်ကိုဟုတ်တယ်မဟုတ်လားမလိန်နဲ့နော်ဒီပေတင်ဆရာကဟောလိုက်ရရင်သွေးထွက်အောင်မှန်နေဟုတ်မဟုတ်ဟိုညီမကြီးကိုမေးကြည့်ပေးတင်ဆရာအဖိုးကြီးကဝင့်ကြွားစွာပြောနေတော့ဒီဟုတ်ပါတယ်ဆရာကြီး ဆရာကြီးဟောတာမှန်ပါလေကျွန်တော်ကမြင်းရောင်းဝယ်သမားပါမြင်းဆိုရင်ကြိုးတော်ကန်တော်ဖို့တော်မတော်မရွေးပါဘူးအကုန်ဝဲပါတယ်ဝဲမှာပေါ့မောင်းလက်ထဲရောက်လာတဲ့မြင်းကအကုန်အကျိုးပေးတာကိုဘေးတင်ဆရာကြီးကဧည့်သည်ကိုဟောပြီးဒီနေ့အိမ်ထဲမှပြန်ထွက်သွားလေသည်လမ်းမပေါ်ရောက်ဒီနေ့ဘေးတင်ဟောတယ်ဘေးတင်မေးလို့သူများမေးနိုင်ပါတယ် မမှန်တပြားမှမပေးပါနဲ့မှန်မှပေးပါဟုတကြောကြောအော်သွားလေတော့ဒီပေတင်ဟောပေးပါတယ်ပေတင်ဝါသနာပါတူတွေလှမ်းခေါ်ပါ ပေတင်ဆရာကြီးလမ်းပေါ်မှာပျောက်သွားတော့ခါဒေါ်မအေးကဧည့်သည်လူငယ်အားတငယ်ကမြင်းရောင်းဝယ်လောက်တာကိုရောက်တုံးအေးစစီနေအောင်ပေါ့ကွယ်ဒီနေမှာလဲမြင်းတွေရှိတယ်ကွယ်ဟုပြောလိုက်လိဟုတ်ကဲ့တရက်နှစ်ရက်တော့နေမယ်စိတ်ကူးထားပါတယ် ဒီနားတော့ဝိုက်ကမြင်းတွေလည်းကြည့်ရင်ပေါ့ထိုချင်းချင်းရွယ်အကြာအဟောင်းကြီးလွေထားသောအယူတယောက်ကလည်းဟိုအိမ်ထဲဝင်ဆိလိတ်သူတွေကောက်လိုက်ဒီအိမ်ထဲဝင်ဆိလိတ်သူတွေကောက်လိုက်နှင့်တေးသကြောကြောဆိုရင်ဆေးပြင်းလိုက်သူများကိုမျက်တစ်ချောင်းနှင့်ကောက်လျက်ရှိလိမ့်သည်နောက်တနည်း၌ဒေါ်မာအေးဤသားမောင်သိန်းလိုင်ကရွာထဲမှမြင်းမွေပြီးမြင်းရောင်းဝယ်လို့သူဥလာဘထံခေါ်လာပြီးဆက်ပြီးဥလာဘမှာ ဥသောကားတို့အရွယ်လောက်ပင်ရှိပြီးတန်မာထွားချင်းတူဖြစ်၍ခန္ဓာကိုယ်ကတုတ်တုတ်ခန့်ခန့်နေဖြစ်သည်အသားညွန့်၍နှခမ်းမွေးကားကားနှင့်ခန့်ညားတူတယောက်ဖြစ်ပြီးသည်ဖော်၍တက်သူလည်းဖြစ်၏ဧည့်သည်ကမြင်းပွဲစာဟုသည်သည်နှင့်သူ့တွင်လည်းမြင်းတွင်ရှိကြောင်းတောင်ယာတောရာတွင်ရှိသည့်ညီကိုတော်တယောက်ထံတွင်လည်းမွေးဖက်တွေပေးထားကြောင်းအလိုရှိပါကလိုက်ပြမည်ဖြစ်ကြောင်းပြောလေ၏ဧည့်သည်ကလည်းလိုက်ကြည့်မည်ဟုအကြောင်းပြန်ပြောလေသည် ထိုအချိန်ဂျပန်နေကရွာထဲ၌တကြောကြောနှင့်ပေဒင်ဟောတယ်ပေဒင်ဟောတယ်ဟု အော်သွားသောပေဒင်ဆရာဖိုးကြီးကပြန်ရောက်လာပြီလင် ဥလာပါ၏အင်ရှိ၌ပေဒင်မေးလို့သူများပေဒင်မေးနိုင်ပါလေမမှန်ရင်ပတ်စံတပြားမှမပေးပါနဲ့ဟုအော်နေပြန်တဖြစ် မောင်သိန်းလန်နှင့်ဧည့်သည်ကအလွန်မှန်သည့်ပေဒင်ဆရာဖြစ်ကြောင်းချီးဖူးကြောင်းပြောသည့်အတွက်ဥလာပါကစိတ်ဝင်စားလာကပေဒင်မေးရအတွက်လှမ်းခေါ်လိုက်လေဤ ဗေဒင်ဆရာဖိုးကြီးကဥလာပိုက်ဇာတာမှာ အလွန်ကောင်းကြောင်းဒီဇာတာရှင်မျိုးကဩဇာတက္ကမနှင့်ပြည့်စုံသူများဖြစ်ကြောင်းဟောကသူ့မလာစာအုပ်လေးကိုထုတ်ပေး၍လက်မှတ်ကိုကြည့်ပြီး ဟောလိုဒီအတွက်လက်မှတ်ထိုးခိုင်းလိုက်လေသည်ဥလာပါကလည်းတန်း၍လာပါဟုသောလက်မှတ်ကိုထိုးပေးလိုက်လေသည်ဗေဒင်ဆရာဖိုးကလက်မှတ်ကိုကြည့်ကအကောင်းတွေဟောသောတဖြစ်ဥလာပါကဗေဒင်ဆရာကို အလွန်တဘောကျသွားလေ၏ ဘေးဒင်ဆရာနဲ့မောင်သိန်းလိုင်ပြန်သွားတော့ကဥလာပါနဲ့ဧည့်သည်တို့လည်းတောင်ရသောရတို့မြင်းကြီးရထွက်ခဲ့ကြလိမ့်ဤတောင်ရသောရတို့ရောက်ဒီနှင့် ကိုင်းခင်းများတွင်လှုပ်ထားသောမြင်းများကိုဥလာပါနဲ့ဥလာပါ၏ညီဥမကားကလိုက်ပြသည်အစာစားနေကြသော16ကောင်လောက်ရှိသည့်မြင်းအုပ်ကြီးကိုဧည့်သည်ကတွေးဒီနှင့်၎င်းမြင်းအုပ်တွင်ရှိတန်မာလာသော မကြီးစေရောက်မြင်းကြီးကိုဧည့်သည်ကတဘောကျသွားလိမ့်သည် ဥလာပါရီကျွန်တော်တော့ဟိုမြင့်ကြီးကိုကြိုက်သွားပြီဗျဈေးဘလောက်ပြောလဲဟုမေးလိုက်လေသည်ထိုအခါဥလာပါကဈေးကိုထားပါအောင်မြင်းကိုတေချာကြည့်ပါအောင်ကတူရဲ့အဲ့ဒီမြင်းကြီးကလုံခဲ့တဲ့လကထူးထွင်းကြည့်တဲ့ခြေချော်ချလို့ခြေတချောင်းကောင်းကောင်းမတန်ဘူးဟုပြောလိုက်သည်ဖြင့်ရပါတယ်ဦးရဲ့ဈေးသာပြောပါကျွန်တော်တရိတ်ဆန်ဆရာဝန်နဲ့ပြပြီးဈေးကမွေးပါမယ်ဟုပြန်ပြောလိုက်လေသည် ထို့နောက်မြင်းကိုဆင်ရင်ရိုက်ကတပတ်ခွာချိန်လိုက်လေ၏တပတ်တိတိကြာတော့နေ့တွင်ကဥလာဘာနှင့်အဖွဲ့ကိုဥတော်ကားသို့တည်ဆုံမှုနှင့်ပတ်သက်၍ရဲကဖမ်းဆီးလိုက်လေ၏မြို့နယ်မှုရုံခံတွင်သို့စခန်းမှုရဲအုပ်တန်းစိန်အလေးပြုပြီးဝင်လာသည် အစီရင်ခံစာများထိုင်ဖက်နေသည့်မြို့နယ်မှုကစခန်းမှုအားမျက်မှန်ပေါ်မှကြော်ကြည့်လိုက်ကအမှုတွဲများကိုထပ်လိုက်ရင်အော် မောင်တန်းစိန်လာထိုင်ဟိဟူ၍ရင်းနှီးစွာဆုလိုက်သည်စခန်းမှုရဲဥတန်းစိန်မြို့နယ်မူ၏ရှေ့စပွဲထိပ်ရှိလှုပ်နေသောကလထန်တွင်ဝင်ထိုင်လိုက်သည်ကဲဘာထုလဲလှုပ်ပါအောင်အဲ့ဒါပါပဲကိုတိုင်လာစင်ခန္ဓာပါမြို့နယ်မူကျွန်တော်မြို့နယ်မူစီအစင်ခံပြီးကလေးကကျွန်တော်ကတေသူဥတော်ကရဲ့တူဝံခွဲမြင်းကုန်နယ်ဖြစ်တဲ့ဥဆောင်တူရဲအုပ်နယ်ထိန်ခေါင်းဆောင်ကိုဝန်းတောင်းကဘေးဒင်းဆရာဖိုးဖြစ်တဲ့တေဥဆောင် နယ်ထိန်တက်ကြကြီးဆရာကြီးမြမောင်ကအယူဟန်ဆောင်ပြီးအချိတ်ဆက်မိမိလှုပ်ရှားခဲ့ကြပါတယ်။ကျွန်တော်ကရာဇဝင်လူစုစည်းင်းနဲ့တိုက်ပြီးလူတပ်မှုမှာဖြစ်နိုင်ခြေရှိသူတွေကိုထောက်လှမ်းရင်းအခင်းဖြစ်ပွားရာနေရာမှာတွေးခေရတဲ့မြင်းခွာရာတွေအရာမြင်းကိုစုံစမ်းဖော်ထုတ်ခဲ့ပါတယ်။ဒူရဲအုပ်ကိုအုံတောင်းကတေသူဥတော်ကားရဲ့သူရင်ဟာတောက်ထိန်အိတ်ထဲကရတဲ့စာနဲ့ပတ်သက်ပြီးတိုက်နိုင်အောင်လက်ရေးပါရဂူစီတင်ဖို့ လူဆိုးစည်းဝင်တွေရဲ့လက်မှတ်တွေကိုပြူအာမြောက်နေပရိယေတွေနဲ့ရယူခဲ့ပါတယ်။နေထိုင်တက်ချက်ကြီးကတော့အယူဟန်ဆောင်ပြီး အခင်းဖြစ်ပွားရာမှာတွေ့ခဲ့တဲ့ဆေးပြင်းလိတ်တို့အတွက်တင်ကာမကင်းတဲ့အိမ်တွေကဆေးပြင်းလိတ်တို့တွေကိုဝင်ကောက်ခဲ့ပါတယ်။အခုလက်ရေးပါတကူကလက်ဝေဌာနကကိုအဖြေပြန်ကြလာပါပြီ။အားလုံးမှကျွန်တော်တို့ထင်တဲ့အတိုင်းပါပဲ။ဟုတ်ကဲ့ပါ။ မြို့နယ်မူကြီးကစကမ်းမှုရဲဥတန်းစိန်အစီခံနေဒီကိုခေါင်းတဆက်ဆက်ညှင့်၍တဘောကျစွာနားထောင်နေသည်အဖြစ်ကဥလဘဆိုသူကဥတော်ကရဲ့သူရင်ငါတောက်ထိန်ကို သူ့သူမနဲ့မြှူပြီးဥတော်ကစီကရွှေထုတ်ကိုယူဖို့အားထုတ်ခဲ့တာပါတောက်ထိန်ရဲ့ပြောပြချက်ရာဥတော်ကဘဲသွားသွားရွှေထုတ်ကြီးပါတယ်ဆိုတာသူတို့သိထားကြပါတယ်ဒါကြောင့်တောက်ထိန်နဲ့ချိန်ဆက်လို့ စာရေးပြီးဥတော်ကကိုအပြင် ခေါ်ထုတ်ခိုင်းခဲ့ပါတယ်။တောက်ထိန်အိတ်ကတ်ထဲကရတဲ့စာဟာဥလာပါရေးတာပါ။တောက်ထိန်ကလည်းနောက်လာမှသူ့အိမ်ထောင်ပြုတော်မှာဖြစ်တဲ့အတွက်ရဆရာရှိတဲ့ကျွေးမိတွေကိုလောလောဆယ်သိမ့်ဖို့တိုက်တွန်းပြီးပြင်းမကုန်းနဲ့ဆင်သေးကုန်းအကူတူးမြောင်းယိုးကနေစောင့်ခိုင်းပါတယ်။ဥတော်ကတော့လှဲရင်လေးနဲ့လာလဲလာရောဖမ်းပြီးဥတော်ကကိုလက်ပြန်ကျိုးတော့ပစ္စည်းတောင်းပါတယ်။ဒါပေမဲ့ သူတို့ကရုပ်တွေဖြတ်ထားကြတော့ဥတော်ကကဘဲတူဘဲဝါဆိုတာတော့မသိပါဘူးပစ္စည်းကလည်းပါမလာတော့မပေးနိုင်ပါဘူးသူကလည်းအဲ့ဒီနေ့ကျမှစိတ်လေးတယ်ဆိုပြီးရွှေထုပ်ကိုထားခဲ့တာပါဒါတွေဟာ ဥလာဘပေးတဲ့ဖြောက်ချက်တွေပါခင်ဗျာ ဥလာဘတို့လည်းသူတို့လိုတာမရတော့စိတ်ဆူပြီးဥတော်ကကိုခြောက်လုံးပြူးနဲ့ပြစ်တက်လိုက်ပါတယ်ဥတော်ကတည်ပြီးတောက်ထိန်အသက်ရှင်နေရင်တောက်ထိန်ကအဲ့ဒီအမှုကိုဖော်မှဆိုးသွားတယ် ဥတော်ကတည်ပြီးတောက်ထိန်အသက်ရှင်နေရင်တောက်ထိန်ကနေပြဿနာဖြစ်နေတာကိုတွေ့မိသွားတယ်။ဒါနဲ့ပဲတောက်ထိန်ကပါနောက်ကနေပြစ်တက်ခဲ့ကြတာပါ။အစဖြောက်လိုက်တဲ့သဘောပေါ့။ဒါပေမဲ့အဲ့ဒီမှုနဲ့ပတ်သက်ပြီးတောက်ထိန်မှာပြက်ရှင်ပြီးလက်ဆဖြောက်ခဲ့ပြီးမြင့်သူတို့စည်းလာတဲ့မကြီးစိအောင်မြင်ကြီးထူးတွင်းထဲကျလို့လက်နာသွားတဲ့အတွက်တောင်ခုံပေါ်မှာထင်ကျန်ခဲ့တဲ့ချီရီရဲ့ဥတော်ကနဲ့တောက်ထိန်လာကိုစောင့်ရင်းတောက်ခဲ့တဲ့ဆေးပြင်းလိုက်သူရဲ့ နောက်ပြီးဥလာဘကိုရံရေးပြီးတောက်ထိန်ကိုပေးခဲ့တဲ့စာရဲကိုတော့သူတို့မဖြောင်းနိုင်ခဲ့ပါဘူး။နောက်ပြီးအဲ့ဒီဥလာဘဆိုတာကရာဇဝင် လူစုပါမြို့နေမှု အခုတော့သူတို့အာလုံးပြည့်မှုကျွလွန်ကြောင်းဝန်ခံပြီးအချုပ်ထဲကိုရောက်နေကြပါပြီ။တကယ်တော့ရာဆွေဘေးဆိုတာပြည့်မလို့နိုင်ကြောင်းအခုတော့သူတို့တီးသွားကြပါပြီခင်ဗျာ။ဝန်ခံချက်ဖြစ်ရမှန်လေးတခုကအမီနာမနေရလိမ့်စာများလွှဲပြောင်း၍ခန်းစားရေးဖွဲ့ခြင်းဖြစ်ပါသည်။ ဟုတ်ကဲ့ပါခင်ဗျာဒီနေရာလေးမှာပဲဆိုင်းဆရာနေဝင်းညရေးသားထားတဲ့ရာဇဝဲဘေးဆိုတဲ့စုံထဝိတုဇလံလေးပြီးဆုံးလို့သွားပါပြီခင်ဗျာ နားဆင်ပေးသူအားလုံးကိုကျေးဇူးများကြီးပဲတင်ပါတယ်ခင်ဗျာ